မင်္ဂလာပါ Firefly မြန်မာ Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကပောက်နှစ်ထောင်ပေါင်းများစွာလွှမ်းမိုးခဲ့တဲ့ဇေဝလည်းဖြစ်ကဆူကြီးလည်းဖြစ်တဲ့ဘင်းရဲ့အကြောင်းနဲ့မြန်မာနိုင်ငံကိုဘလို့ရောက်ရှိကျယ်ပြန့်လာတဲ့ဆိုတဲ့ခရီးစဉ်ကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဘင်းရဲ့ဇာတိစိမြစ်ကိုတိတိကျကျမပြောနိုင်ပေမဲ့တမိုင်းပညာရှင်တွေကတော့ဥရောပအရှိပိုင်းမြေရေပင်လေဒေတာနဲ့ အာရှမိုင်းနာတဝိုက်မှာစတင် ပေါ်ပေါက်ခဲ့တယ်လို့ယူဆကြပါတယ်။မက်ဆိုပိုတေးမီးယားဒေသဆူမေရီယန် လူမျိုးတွေဟာဘိမင်ကိုစတင်စိုက်ပျိုးခဲ့ကြပြီးတော့သူတို့ဟာဟူဂေးပျော်ရွှင်မှုအပင်လို့ခေါ်ပေါ်ကြပါတယ်။အဲ့ချိန်တည်းကဘိမင်ရဲ့ထုံထိုင်းစေတဲ့နာကျင်မှုကိုတက်တာစေတဲ့ဂုံတက်တီကိုသိရှိခဲ့ကြပါတယ်။ရှေ့ခေတ်သမားတော်တွေဟာဘိန်းကိုအကြိုက်ခဲပျောက်စေအိတ်စင်းနဲ့ ယောဂဝေဒနာမျိုးမျိုးအတွက်အဖိုးတန်ဈေးဝအဖြစ်ကြကြပြက်ပြက်အသုံးပြုခဲ့ကြပါတယ်။ပြောရရင်တော့ဘိမင်ဟာနှစ်ထောင်ချီကြာအောင် လူသားတွေအတွက်ဘိမဲ့ဈေးဝတစ်ခုလိုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဈေးဝနေပြီးမွေးရဈေးဝအဖြစ်ကိုကူးပြောင်းသွားတဲ့ချိန်ဟာစပြီးတမန်ရစိတ်ဝင်စားတဲ့အကောင်းလာခဲ့ပါပြီ။ဘိရဲ့ဥရောပကနေပြီးအာရှခရီးစဉ်ကတော့အရက်ကုံတယ်ရဲ့လမ်းကြောင်းအတိုင်းစတင်ခဲ့ပါတယ်။အရက်သမားတော်ကြီးတွေက ဘင်းကိုစေဝါအဖြစ်စတင်အသုံးပြုခဲ့ပြီးသူတို့ရဲ့ကုံသွယ်ရေးလမ်းကြောင်းနဲ့အတိုင်းအိန္ဒိယနဲ့တရုတ်နိုင်ငံကိုရောက်ရှိပြန့်နှံ့ခဲ့ပါတယ်ပေါ်တူဂီနဲ့အာရဗ်ကုံတွေတွေကနေတဆင့်ဘင်းစိနဲ့စိုက်ပျိုးနည်းပညာဟာအိန္ဒိယကိုတွင်ကျဲစွာရောက်ရှိလာပါတယ်နောက်ပိုင်းမှာဗြိတိရှအရှိအိန္ဒိယကုမ္ပဏီဟာအိန္ဒိယမှာဘင်းတွေကိုအစုလိုက်အပြုံလိုက်စိုက်ပျိုးပြီးတရုတ်ပြည်ကိုတရားမဝင် ရောက်ရှာတာမျိုးတွေလှုပ်လာခဲ့ပါတယ် ဒီလိုတရုတ်ပြည်ကိုဘိန်းရောင်ချမှုကနေနမဲဆူးနဲ့ကြော်ကြတဲ့ဘိန်းစစ်ပွဲကြီးများဖြစ်ပွားခဲ့ပြီးဘိန်းရဲ့ဆိုးကျိုးတွေကိုကဘာပို့ပြီးတည်လာခဲ့ရပါတယ်။မြန်မာနိုင်ငံကိုဘိန်းရောက်ရှိလာပုံကတော့နယ်ရှက်ခင်းနဲ့ဒေတာတွင်နိုင်ငံရေးအခြေအနေများအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာပါဝင်နေပါတယ်။မြန်မာနိုင်ငံရဲ့အရှိမြောက်ဒေတာများဖြစ်တဲ့ရှမ်းပြည်နယ်ကဒေတာတွေဟာဘိန်းဆိုင်ပြိုးဖို့ရာသီဥတုနဲ့ မြေစီလွာအရှိနေကောင်းမွန်တာကြောင့်အိန္ဒိချင်းတရုတ်နဲ့အိန္ဒိယတို့ရဲ့လွှမ်းမိုးမှုနဲ့အတူစိုက်ပျိုးမှုများစတင်လာခဲ့ပါတယ်ဗြိတိသျှလက်ထက်မှာဘိန်းလုပ်ငန်းကိုတစ်သိပ်တစ်ပိုင်းထိန်းချုပ်ခဲ့ပြီးအခွန်ငွေရရှိဖို့အတွက်အသုံးပြုခဲ့တဲ့တမိုင်းကြောင်းတွေလည်းရှိခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အပြီးနဲ့လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာမြန်မာထိုင်းနဲ့လာအိုနိုင်ငံစုံတဲ့ဒေသကိုရွှေတရီကန်လို့ကမ္ဘာကတည်လာခဲ့ပါတယ် ဒီဒေတာဟာဘိန်းဆိုင်ပြိုမှုအများဆုံးဒေတာဖြစ်ရည်တည်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်အပါအဝင်တောင်တန်းဒေတာတွေဟာဘိန်းဆိုင်ပြိုမှုရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်ရှမ်းပြည်နယ်အတောင်သူတွေဟာစိုက်ပျိုးရေးအတွက်လွယ်ကူပြီးဝင်ငွေအများဆုံးရနိုင်တဲ့တီးနှံအဖြစ်ဘဲဝင်ရွေးချယ်လာခဲ့ကြပါတယ်ဒေတာတွင်ပြိပက္ခတွေဥပဒေစိုးမိုးမှုအားနည်းတာတွေနဲ့စီးရဲမွတ်တင်မှုတွေကြောင့်ဘိန်းဆိုင်ပြိုခြင်းဟာအတမွေဝန်ကြောင့်တစ်ခုဖြစ်လာခဲ့ပါတယ် ဘင်းရဲ့တမိုင်းဟာဇေဝအဖြစ်ကနေငွေရစေးအဖြစ်ကိုပြောင်းလဲသွားတဲ့ခရီးပါမြန်မာနိုင်ငံဟာဒီဆူဂျိုးတွေကိုနှစ်ပေါင်းများစွာခံခဲ့ရပြီးတော့2023ခုနှစ်မှာဆိုရင်ကမ္ဘာဘင်းဆိုင်ပြိုထုတ်လုပ်မှုမှာထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်ဘင်းအစားထိုးစိုက်ပျိုးတိနှံ့နေစိုက်ပျိုးဖို့ကြိုးပမ်းကြပေမဲ့လည်းစိန်ခေါ်မှုတွေဟာရှိနေတော့မှာပဲဒီလိုတမိုင်းကြောင်းတွေကိုသိရှိမှသာငွေရစေးပပျောက်ရဲ့အတွက်ဘာကြောင့်ကြိုးစားနေရလဲဆိုတာကို ပုံမူတရှိနားလည်နိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့မှာတော့ဘင်းကြီးရဲ့တမိုင်းเจ้าနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ဆက်ဆက်နေပေါ့။စတဲ့အကြောင်းအရာတွေကိုကျွန်တော်ရှာဖွေလို့ရသမျှပြောပြတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်အခုလိုအကြောင်းအရာမျိုးတွေသိကျင်နေဆိုရင်ကျွန်တော် channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ။ကျေးဇူးတင်ပါတယ်